မင်္ဂလာပါခလေးတို့ရေဒီနေ့ဖျက်ပြမဲ့ပုံမြင်လေးကတော့ခွေးပညာရှိရှိရှိတော့ကမုတ်ဆိုးထောင်းတာနဲ့ထောင်းကြောက်တယ်မှာကြားတကောင်မိနေတဲ့ကြားလေမုတ်ဆိုးမလာခင်လွတ်အောင်ဆိုးပြီးထောင်းကြောက်ကိုပစက်နဲ့ကိုင်းလက်သေးနဲ့ကုတ် ကိုလုံးနဲ့တိုက်တဲ့။ဒါပေမဲ့ထောင်ချောင်းဟာအမတန်ခိုင်းတော့တကားလည်းမပွင့်ကြိုးလည်းမကြိုးပေါက်လည်းမပေါက်ဘူးတဲ့။ကြာကြီးဟာဝမ်းနဲ့ပလက်ထိုင်းပြီးမှိုင်နေတော့ပုံနာတယောက်လည်းရှောင်းလာတာကိုမြင်လိုက်ရတယ်။ပုံနာကိုမြင်တော့ကြာကြီးက သူတော်ကောင်းပုံနာကြီးထောင်ကြောက်တကားကိုဖွင့်မေးစမ်းပါဒီလိုတောင်းမဲ့တဲ့ဖွင့်မေးရပါဘူးဖွင့်မေးရင်ကြားကြီးကကြောက်ကိုစားမပေါ့ပုံနာကပြန်ပြောတယ်မစားပါဘူးပုံနာကြီးရဲ့မစားရုံနဲ့မကဘူးကျွန်တော်အသက်ကိုကယ်တဲ့အတွက် တသက်လုံးကြုံခံပြီးကျေးဇူးဆပ်ပါမယ်။ကြားချင်းကဒီလိုပြန်ပြောတာပေါ့။ဒီလိုပြောရင်နဲ့ကြားငစင်းလဲဟာရှိုက်ကြီးတငယ်ငုံကြွေးပါတော့တယ်။ကျိန်လိုက်တာလေအဆုံးပါပဲဖျားစုမိုးချိုးပြစ်မစားပါဘူးခရစ်ပေးပါတယ် ဒီလိုအချိန်ချင်းဖန်ဖန်ပြောနေတော့ပုံနာလဲတနာလာတာပေါ့ဒါကြောင့်ပုံနာဟာထောင်ချောက်တကားကိုဖွင့်ပေးလိုက်တာပေါ့ထောင်ချောက်အပြင်ကိုရောက်တာနဲ့တပြိုင်နဲ့ကြားဟောင်းဝုန်းဆိုပြီးဟိဟောင်းလိုက်ပြီးပုံနာကိုဖမ်းတော့တာပေါ့ဟဲ့ပုံနာ နှစ်လောင်မိုက်တဲ့လူများလောကမှာရှိသေးသလားငါထောင်ချောက်ထဲမှာရုံးကန်နေရတော့ကဝမ်းဟာနေတာနဲ့အတော်ပဲအခုနေ့ကိုစားရမှဝတော့မှာပဲလို့ပြောတဲ့တီတော့ပုံနာလဲကြောက်အားလက်အားနဲ့အသက်ချမ်းသာပဲပို့တောင်းမနာပေါ့ ချိန်တောင်းမဲ့နော်မာကြာကြီးကဂရိတစ်ခုပေးတဲ့ဘာဂရိလဲဆိုတော့ကြာလုံးပုံဟာတရားသလားမတရားဘူးလားဆိုတာကိုပထမဆုံးတွေ့ရတဲ့အရာပုံခုစီမှာမေးပြီးအဆုံးဖြတ်ခံရမယ်လို့ဆိုတယ်အဲ့ဒီအရာပုံခုကတရားတဲ့ဆိုရင်ပုံနာဟာကြာစားတာကိုခံရမယ် တရားဘူးလုံဆုံးဖြတ်ချက်ချလိုက်ရင်ပုံနာကိုကြားကချမ်းသာပေးမှာပေါ့အဲ့ဒီခါပုံနာကညောင်မင်းကြီးကိုမေးတဲ့ညောင်မင်းကြီးရေဖြီးပေးစမ်းပါဦးခမညာကြားရင်လောက်ရဟာတရားသလားမတရားသလားဆိုတာဖြီးပေးပါဦး ညောင်ပင်ကြီးကလည်းအေးဆက်ဆက်နဲ့ဒီလိုပြန်ပြောတဲ့အသင်ပုံနာလောကမှာကျေးဇူးတည်တတ်တဲ့သူရဲ့လို့အရှာသားပဲကျုပ်ကိုကြည့်ပါအောင်ကျုပ်ဟာခရီးသွားတွေကိုအရေးအဝါသာပေးတယ်မဟုတ်လားဒါပေမဲ့သူတို့ကကျုပ်ကိုကျေးဇူးမတင်တဲ့အပြင်ကျုပ်ရဲ့အကိုင်းတွေကိုချိုးပြီးနွားစာကျွေးသေးတယ်မဟုတ်လား မငင်းညူပါနဲ့အသင်ပုံနာအစားသာခံလိုက်ပါတော့ညောင်မင်းကဒီလိုပြောတဲ့ဒီတော့ပုံနာလဲရှင်လေးလေးနဲ့ကွင်းထဲကိုထပ်ပြီးလဲရှောက်သွားတော့စီစုံလှိမ့်နေတဲ့ကြွဲကြီးကိုတွားတွေ့တဲ့ကြွဲကြီးကိုလည်းသူ့အဖြစ်ပြက်ကိုပြောပြတာပေါ့လေ ဒါပေမဲ့ကျွဲကြီးကလည်းခက်အေးအေးပဲဒီလိုပြန်ပြောတယ်။အိုးပုံနာကြီးရဲ့ဂျေစုကဲနာဟာအဆမ်းမဟုတ်ပါဘူး။ကျုပ်အရွယ်ပြုံမြင့်တုံးကနှုတ်ကြွထွက်တော့ကျုပ်ကိုနှမ်းဖက်ကြွေးပြီးဆန်စည်းရီတိုက်တယ်လေ။အခုအရွယ်အိုးလို့လို့ကြွမထွက်တော့ ။ချောင်းရီတောက်ပြီးမျက်ချောက်စားနေရပါမကော။ကျုပ်ရဲ့အဖြစ်ကိုသာကြည့်လေပါတော့။ကျဲကြီးဟာဒီလိုပြန်ပြောလိုက်တော့ပုံနာလဲစိတ်ပြက်လက်ပြန်တဲ့လမ်းမကြီးကိုသူ့အကြောင်းပြောပြပြီးအခုညီတောင်းမြင်နေ။လမ်းမကလည်းမထူးပါဘူး။ ပုံနှံကြီးယေရှုတိတက်တဲ့သူကိုရှာရင်မောယုံပဲရှိတော့မှာပေါ့ကျုပ်ဟာလူတိုင်းအတွက်အသုံးကျတယ်မဟုတ်လားဒါပေမဲ့လေလူတွေဟာကျုပ်အပေါ်လမ်းရှောင်ပြီးဆလိပ်ပြတွေချွေခဲ့တာပဲကွန်တွဲတွေလည်းထွေခဲ့တာပဲမဟုတ်လားဒီလိုပြောလိုက်တဲ့ ဒီတော့ပုံနာလဲစိတ်ပြက်လက်ပြက်နဲ့ကြားစီကိုခြေဦးလှဲပြီးအပြက်မှာ ချုံမောက်တစ်ခုတည်းကနေပြီးတော်ခွေးတစ်ကောင်ကခေါ်တဲ့ပြို့ပုံနာကြီးမျက်နှာညှိုးငယ်ငယ်နဲ့ဘာများဖြစ်လို့လဲဗျတော်ခွေးကဒီလိုမေးလိုက်တော့ပုံနာကလည်းဖြစ်သည်များအဖြစ်ပြက်တွေကိုတစ်ခုမကြံပြောပြလိုက်တာပေါ့ ပုံနာကခရီးစည်းတွင်ကြပြန်ပြောလို့လဲပြီးရောတော့ခွေးကအမလေးပုံနာကြီးရဲ့အဖြစ်ပြက်ကလည်းတပုပ်ဥထထောင်ရှုပ်ပါသေးကလားကျုပ်တော်ဖြစ်ဘာမှကိုနားမလည်နိုင်တော့ဘူးရှင်းရှင်းလင်းလင်းသိချာသိအောင်ပြန်ပြောပါအောင်ဗျာ ုံနာလဲအစကအဆုံးဒီတလုံးမကျန်ပြန်ပြောတဲ့တောခွေးကလည်းစိတ်ရှုပ်တဲ့အမှုရာနဲ့ခေါင်းကိုခါပြီးအင်းအတော်နားလေဘောခတ်တာပဲပုံနာကြီးပြောသည်မဟာဟာဒီနားပေါက်တဲကဝင်းပြီးဟာဒီနားပေါက်ကနေထွက်သွားတယ်ထင်တာပဲဖြစ်တဲ့နေရာကိုကြွားကြည့်မှနားလေနိုင်မယ်ထင်တယ် ကဲကဲအဖြစ်ပြက်ဖြစ်ပြက်ခဲ့တဲ့နေရတယ်လိုက်ပြစမ်းမအောင်ဗျာတောခွေးကဒီလိုပြောလိုက်တာပေါ့ဒါနဲ့ပဲပုံနာနဲ့တောခွေးဟာကြားကြီးစောင့်နေတဲ့ထောင်ချောက်စီကိုတွားတဲ့ကြားကြီးလဲပုံနာကိုစားမဲ့တကယ်ခဲနဲ့ပရေတမျာများကြာနေတာပေါ့ ဲ့ပုံနာရုပ်နင်းသွားတာကြာလှကြီးလားငါဝဲကဟာနေပြီငါဘိုက်စာလိုက်ကဲခုတော့သင်မဲပြေးမတော့ပေဖို့သာပြင်မေတော့ချောင်းကြီးကဒီလိုချိန်ဝါလိုက်တဲ့ဒီတော့ပုံနာကအရှင်ကြားကြီးရဲ့ခဏလောက်တော့ပြီးခတ်မအောင် ွေမိတ်ဆွေတော်ခွေရာတိချင်းလို့အဖြစ်ပြက်ကိုရှင်းပြပြရစီအောင်ဒီလိုတောင်းမှန်တဲ့ဒီတောင်းမှန်ချက်ကိုကြားကသဘောတူလိုက်တယ်ပုံနာကလည်းအဆအဆုံးပြန်ပြောပြတဲ့ပြီးတဲ့ခါကျတော်ခွေကโอ้ง่าเน่ต้องไล่ตาง่าเยญญ์ก็เลยไม่กล้ามู้ ပုံနာကြီးဘလို့ပဲရှင်းပြရှင်းပြနားမလည်ဘူးဖြစ်နေတယ်ကဲဗျာပြန်ပြောစမ်းမအောင်မိတ်ဆွေတို့ရဲ့ပုံနာကိုထောင်ချောက်ထဲမှာကြားကြီးကလမ်းလျှောက်လာအိုးပြန်ပြောပါအောင်ဗျာဒီတော့ကြားကြီးကအာတဲမိုက်တဲ့ခွေးအပဲငါထောင်ချောက်ထဲမှာကွာထောင်ချောက်ထဲမှာ ီလိုဒေါရီမန်နေနဲ့ပြောတာပေါ့ဘိုက်ကလည်းဆာလာပြီမဟုတ်လားအဲ့ခါတော်ခွေကကြောက်ချင်အောင်ဆောင်းပြီးဒူးတုံတုံလက်တုံတုံနဲ့အာဟုတ်ကဲ့ကျွန်တော်ကထောင်ကျောင်းထဲမှာအော်ရောင်လို့ရောင်လို့ကြာကြီးကပုံနာထဲမှာလားထောင်ကျောင်းကလမ်းလျှောက်လာတာလားထောင်ကျောင်းထဲမှာဘသူလဲဘသူကလမ်းလျှောက်လာတာလဲ အိုးမဟုတ်သေးပါဘူးကျွန်တော်ကလည်းညံ့ပါတယ်ဗျာကျွန်တော်ကလည်းညံ့တောင်းလိုက်ပါပြီတတော်ကိုနားမလည်နိုင်တဲ့ညံ့ရထားတာပဲဘလို့ပဲရှင်းပြရှင်းပြနားလေတော့မှလည်းမဟုတ်ပါဘူးတောခွင့်ရဒီလိုပြောနေတော့ကြာကြီးလည်းဒေါသထွက်ပြီးနားလေရမယ်กว่าနားလေရမယ်ဒီလောက်ပြောနေတာနားမလဲအောင်မင်းကဘလို့ကောင်းလဲ ဟောဒီမှာကြည့်ငါလောက်ပြမယ်ငါကဘာတူလဲကြာကြီးဟုတ်ပြီလားဟုတ်ပါတယ်ကြာကြီးပါခင်ဗျာဟောတာကဘာတူလဲပုံနာပေါ်ဟုတ်ပြီလားဟုတ်ပါတယ်ဒါကပုံနာပါဒါကကြာကြီးပါကောင်းပြီဟောတာကဘာလဲဒါကထောင်ချောင်းနော်ဟုတ်ပြီလား ုတ်ပါတယ်ခင်ဗျာငါကဟော်ဒီထောင်ချောက်တဲမှာနားလည်ရဲ့လားဟုတ်ကဲ့ဟိုတတိချာတော့နားမလည်ဘူးခင်ဗျอ๋อตอตอตองเนี่ยก่องกว่าดีแล้วตองอ่ะได้คุยอ่ะค้ามาไม่มีบูบูจ้าจี้อ่ะใส่ชุบตองงอกแงนไล่ตะเด้ ယ်ကျွန်တော်နောက်ဆုံးသိချင်တာတစ်ခုကလေကြမ်းကြီးကထောင်ချောက်တဲကိုဘယ်လိုများရောက်သွားပါသလဲခင်ဗျာတောခွေရထက်မေးတဲ့ထုံးစံအတန်ရောက်တာပေါ့ကွာမင်းစရာလို့သေးလို့လားထုံးစံအတိုင်းဆိုတာဘလို့များလဲဗျာမသိရဘူးလားတောက်ခွေးကမေးပြန်တာပေါ့ ဒီလိုမေးတော့ကြာကြီးလဲစိတ်ဆိုးတဲ့ထက်ဆိုးလာပြီးထောင်ကျောက်တဲကိုပြေးဝင်ပြီးဒီလိုကွာဟောဒီလိုရောက်သွားတယ်ဒီလိုဝင်လိုက်လို့ထောင်ချောက်တဲ့ကိုရောက်သွားတယ်ကွာသိပြီလားဒီလိုပြောလိုက်တဲ့အဲ့ဒီခါတော်ခွေကလည်းထောင်ချောက်တကားကိုအသာကလေးချီးကနေပိတ်ချလိုက်တယ်အော်ဒီလိုကို ကြာကြီးကထောင်ချောက်တဲမှာပုံနာကြီးကလမ်းလျှောက်လာတယ်။အော်ကောင်းသားပဲဗျာတိပီတိပီတောခွေကပျော့ပျော့ဆူဆူနဲ့ခြုံပုတ်တွေကိုပြင်ဝင်သွားပါတော့တယ်ကွယ်ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်တောခွေရဲ့လှည့်ရကြောင့်ကြာကြီးဟာငကိုမူလအတိုင်းထောင်ချောက်တဲကိုပြန်ရောက်သွားပြီး ုံနာကြီးကလည်းအသက်ဘေးကနေလွတ်သွားတာပေါ့ကွယ်ဒီနေ့တော့ဒီလောက်ပါပဲနော်ဆရာကြီးမင်းတူကိုအိန္ဒိယပုံကြီး